င်္ဂါပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ငလင်ချောင်းပြန်စားထုတ်မြရတဲ့တမိုးရှိပြည်သူတွေအတွက်အလှငွေ7340တိတိကိုတရုတ်ဆောင်ခန်းနေဝင်ကနေတဆင်လှူဒန်းခဲ့တဲ့ဖွေးဖွေးပါပရိသတ်ကြီးရုပ်ရှင်တရုတ်ဆောင်ဖွေးဖွေးကငလင်ချောင်းပြန်စားထုတ်မြရတဲ့တမိုးရှိပြည်သူတွေအတွက်အလှငွေ7340တိတိကိုတရုတ်ဆောင်ခန်းနေဝင်ကနေတဆင်လှူဒန်းခဲ့ပါတယ်ပြန်စားထုတ်မြနိုင်တဲ့တမိုးပေါင်းများစွာကုလို့တက်နိုင်တဲ့အဖက်ဖက်တို့ရောက်ပါစေရှင်ငလင်တန်းချောင်းထပ်ပြီးဒုက္ခမရောက်ကြပါစေနဲ့တော့ပြည်သူပြည်သားများလည်း စိတ်တွေလူတွေပြန်လဲထူထောင်ရင်းမှာလဲပါဝင်သွားခြင်းမှာသိရရှင်ဖွေးအနေနဲ့ချက်ချင်းများစွာနဲ့ငလင်ကြောင့်ထိခိုက်မိကြသူတွေအကုန်လုံးအဆင်ပြေချောမွေ့ကြဖို့ဆုမွန်တော်တောင်းပါတယ်လို့ကယ်ရင်ဖွေးဖွေးကပရိသတ်တီအောင်ပြောလာပါတယ်သူမကတော့ငလင်ဘေးတင်ပြည်သူတွေအတွက်ခိုင်နှင်းဝင်ရင်းသွေးလမြခေယာ page ကနေပောင်းဝင်လှူဒန်းခဲ့တာပါဖွေးဖွေးက2024ခုနှစ်ကမြန်မာပြည်နယ်အတွင်းရေဘေးတင်ပြည်သူတွေစီကိုလည်း ငွေကြေးတချို့ကိုပါဝင်လှူဒန်းခဲ့ပါသေးတယ်။ပြည်သက်ကြီးတွေမျှဝေပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့မန်လေးမှာရှိနေတော့ငလင်းနဲ့ကြုံလိုက်လို့လက်မောင်းယူကျိုးသွားတဲ့တယောက်ဆောင်ထထမိုးပါ။ငလင်းလောက်တဲ့နေ့ကတယောက်ဆောင်ထထမိုးကဒီဇိုင်နာမျိုးမင်းဆိုးရုံနဲ့အတူမန်လေးကပွဲတစ်ခုမှရှိနေခဲ့တာပါ။ဒီဇိုင်နာမျိုးမင်းဆိုးကဖြစ်ချိန်မှာတော့84လမ်းမအထက်ကိုမရမကဆွဲထုတ်ပြီးလွမြအောင်ပြေးလွှာရင်မတ်ထက်လမောင်ယူကျိုးကျွန်တော်လည်းဒူးတန်ရရခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ Sky Vela ပြိုကျမှုတွေကလည်းရောက်ခမဖြစ်သူ ဒုက္ခဒိုင်းမွန်စိန်တိုက်ပိုင်ရှင်ပြန်ထူထန်ကြရပြီးပစ္စည်းတချို့လည်းတွေ့ရှိထားပြီးလို့အစရောရဲနောင်ကဆိုပါတယ်။အစရောရဲနောင်ကစဖြစ်ပြီးတဲ့အချိန်ကနေတခြားသူတွေသူတို့အားလုံးဆုံးသွားပြီလို့ယူဆကြပေမဲ့သူကတော့ကိုယ်တိုင်မမြင်ရပဲဆုံးနေဆိုတော့လက်မခံနိုင်ဘူးလို့ပြောခဲ့သူပါ။အခုတော့သူ့ရဲ့ဆန္ဒပြင်းပြမှုအတိုင်းရောဂါမဖြစ်သူဒေါမိုးတီတာရွှေရဲ့ပြန်ထူထန်လေးကြားလာရပြီးတခြားသူတွေအတန်တချို့လည်းကြားလာရတာကြောင့်ဘယ်သူတွေများရှိနေမလဲဆိုပြီးစူတောင်းနေရပါတယ်။ရောဂါမဖြစ်သူအမေမိုးရဲ့ခီးဆောင်အိတ်နဲ့အဖေအိတ်ကိုလည်းတွေ့ရှိထားတယ်လို့သူကပြောပါတယ်။ အမေမိုးရဲ့အတန်ကြားရပြီးအမေမိုးပါတယ်ဆိုရင်ထုပြလို့ပြောတော့ထုပြတယ်ဘာမှမထိခိုက်ထားဘူးလို့ကြားရပါတယ်လို့အစိုးရရဲနှောင်ကဆိုပါတယ်လက်ရှိပြည်ပကကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်ကူညီပေးနေပြီးမို့နောက်နာရီပိုင်းအတွင်းအားလုံးကိုကဲ့ပေးနိုင်အောင်ကြိုးစားသွားမယ်လို့သိရပါတယ် Sky Villa K9 အထက်မှာပိတ်မိနေတာကနေသူ့ဘာသာလမ်းပေါက်ရှာပြီးအပေါက်ဝစီထွက်လာတဲ့ညီမငယ်လေးကိုလည်းအခုလိုပဲကက်တင်ပေးခဲ့ကြပါတယ်ဒီညီမလေးကသူနဲ့အတူတခြားနှစ်ဦးလည်းအသက်ရှင်နေပါသေးတယ်သူကတော့အပေါက်ရှာပြီးအခုလိုထွက်လာနိုင်ပြီမဲ့နောက်နှစ်ဦးကမထွက်လာနိုင်သေးတာမို့ သူတို့ကိုလည်းစ조사ပြီးတော့ကဲတင်ပေးဖို့အတွက်ပြောနေပါတယ်။အခုချိန်မှာတော့ကုံစင်းတို့မတက်ချင်းနဲ့လူသားချင်းစနာပါဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်။နိုင်ငံတကာကတော့လူအားတွေငွေအားတွေနဲ့တတ်နိုင်သမျှကုညီဝိုင်းဝန်းနေချိန်မှာကိုယ်နိုင်ငံတွင်းထဲကနေပြီးလူတွေကကုံစင်းနှုံတက်ပြီးတော့လောဘတက်နေရရှက်ရွံ့စရာလောက်ရပါ။အခုလိုအန်ရယ်ကင်းကင်းနဲ့အသက်ရှင်ကြံ့နေရတာကိုကျေးဇူးတင်ပါ။ အဆင်မပြေသူတွေကိုငင်းညာပါအခုချိန်ကကိုစိမ့်တော့အစမတန်တက်ပြီးတော့အမျက်ကြီးစားရမယ့်အခွင့်အရေးကောင်းချိန်ကာလကောင်းဟုတ်မနေပါဘူးလူဆိုရင်တော့လူလိုတိကြပါတောကမီပူလောင်နေသူတွေအပေါ်အခွင့်ကောင်းယူတာကအဆက်ဆုပ်စရာလုပ်ရက်ပါရေတံမူးဆေးတွေအစမတန်ဈေးတက်နေရကြတော့ဝမ်းနဲ့ကြေကွဲရပါတယ်ဒီလိုကာလဒီလိုအချိန်မှာ ရေခဏခဏစားတတ်ပါတယ်ရှင်တွေကတောကမီတွေကြောင့်ပို့ပြီးပူလောင်နေချိန်မှာရေတံမူးတွေကိုဈေးရန်မတင်ကြပါနဲ့ဒီချိန်မှာဘယ်လိုမှဘယ်လိုပစ္စည်းကိုမှဘာအကြောင်းကြောင့်နဲ့မှ ဈေးမတင်ပါနဲ့လူတွေရဲ့တော့ကအပူတွေကိုအမျက်မထုတ်ပါနဲ့ကိုယ်တိုင်တော်မှာလိုင်းပေါ်ကနေမြင်ရကြားရတွေတောင်ကြာကြာမကြည့်နိုင်လောက်အောင်စိတ်တွေပူလောင်လုံးလို့ပါဒီလိုမျိုးကိုယ်ရရင်ဆိုင်နေရတဲ့ကိုတွေ့ရင်ဆိုင်နေရတဲ့ဒီလိုလူမျိုးတွေဆိုဘလောက်ထိစိတ်ပင်ပန်းစင်းရဲလိုက်မလဲဆိုတာကိုကိုချင်းစာပါစာနာကြပါဒါကြောင့်မို့ဒီလိုအချိန်မျိုးမှာလူဆိုရင်တော့လူလိုသိပြီးတော့ကုံစေးနှုံးတွေကိုတက်ပြီးတော့အစမတန်အမျက်ကြီးစားရမယ်ဆိုတာမျိုးလုံးဝအလုံးဝမလုပ်ကြဖို့တတိပေးလိုက်ပါရစေရှင် အခုတင်ဆက်ပေးချင်တာကတော့အလူငွေကောက်ခံရရှိငွေကျပ်3400ကျော်ကိုမတ်လ31ရက်မှာငလင်ပေးကြောင့်ထိခိုက်ဆုံးရှုံးကြတဲ့သကိုင်းမန္တလေးဘက်ကိုထိရောက်စွာကူညီပေးသွားမယ်ခိုင်နှင်းဝေတဲ့ကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။တရုတ်ဆောင်ခိုင်နှင်းဝေကလက်ရှိအလူငွေကောက်ခံရရှိမှုငွေကျပ်3400ကျော်ကိုမတ်လ31ရက်မှာငလင်ပေးကြောင့်ထိခိုက်ဆုံးရှုံးကြတဲ့သကိုင်းမန္တလေးဘက်ကိုရောက်ပြီးတော့ကူညီပေးသွားမယ်လို့ဆိုပါတယ်။မင်္ဂလာပါရှင်။တဘာဝဘေးအတွက်အလူငွေ3400ကျော်ခံရရှိထားပါတယ်။ စကိုင်းမန်လေးဘက်ကိုတေချာပြင်ဆင်ပြီးထရောက်စွာကူညီပေးနိုင်မှုအတွက်အားလုံးကူညီဆောင်ရှောက်စိတ်ရှိပေးကြဖို့လေးစားစွာနဲ့ထက်မှန်တောင်းပန်အပ်ပါရရှင်လို့ပြုံဆောင်ခိုင်နေဝေကပြောပါရယ်။သူမကတော့မန်ရှလာ31ရက်နေ့မှာစတင်ပြီးတော့မန္တလေးစကိုင်းဘက်ကိုငွေသားတွေတွားကူညီလူရန်ပေးမှာဖြစ်ပါရယ်။အလူရှင်များအနေနဲ့ page ပေါ်မှာစာမပြောင်းနိုင်ခြင်းအပေါ်နားလည်ပေးနိုင်ပါယံဘန်ကင်းများနဲ့သာငွေလွှဲပေးပါယံမှတ်တမ်းလေးများကိုလည်းစိတ်ရှိသီးခံပြီးစောင့်ပေးကြပါယံလေးစားစွာနဲ့တောင်းပန်ပါသည်ရှင်လို့ခိုင်နှင်းဝေခြင်းသေးလေးများခေယာကိုစားဆက်ပြောလာပါတယ် ငလင်ဘေးဖြစ်ပေါ်ချိန်မှာနာမည်နဲ့ခိုင်နှင်းဝေချင်းသူလေးများခေယာ page အတူကနေပြီးတော့လိမ်လည်မှုတွေဖြစ်ပေါ်နေပါတယ်။ခိုင်နှင်းဝေကငလင်ဘေးမှာအမှန်တကယ်လိုအပ်နေတဲ့အမှန်လေးပြည်သူစေယုံကြီးကိုလည်း 200kv တန်မိုးငွေချက်ခိုင်နှင်းဝေကငလင်ဘေးမှာအမှန်တကယ်လိုအပ်နေတဲ့မန္တလေးပြည်သူအစေယုံကြီးကို 200kva မြန်မာငွေ3000ကျော်တန်မိုးရှိတဲ့မီးဆက်တလုံးကို ခနည်းသားသမီးများအလှအဖြစ်လှူဒန်းကူညီခဲ့တယ်လို့သိရပါပါတယ်ရှင်။ Share ပရိသတ်ကြီးအတွက်အမြဝေးပေးလိုက်ပါတယ်။ အခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးသင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်ငွေကျပ်သိန်း120ကို18မိုင်တော်ရဆရာတော်ကြီးလှူဒန်းခဲ့တဲ့ပြည်သူ့နဲ့အင်ဒရာကျော်စင်မှာပြည်သက်ချစ်ခင်မှုများစွာရရှိထားတဲ့အကယ်ဒမီပြည်သူ့နဲ့အကယ်ဒမီအင်ဒရာကျော်စင်တို့မိသားစုကငလင်ဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်18မိုင်တော်ရဖုံဖုံကမကထပြုလုပ်ပြီးလှူဒန်းသွားမယ့်အစီအစဉ်မှာအလှငွေကျပ်သိန်း120ပေါင်လှူဒန်းခဲ့ပါတယ်ငလင်ဘေးအနေနဲ့ကြာရောက်ခဲ့ရတဲ့ဒေတာများကဲစဲရင်းနဲ့ပြန်လဲထူထောင်ရေးအတွက်18မိုင်တော်ရဖုံဖုံကကမကထပြုလုပ်ပြီ လှူဒန်းသွားမယ့်အစီအစဉ်မှာတော့အလူငွေ7320ပောင်းလှူဒန်းခဲ့ပါတယ်လို့ Academy Indra ကြော်စင်ကပြောပါတယ်။သူတို့ဇနီးမောင်နှံကမြန်မာပြည်တွင်းမောခမုံတိုင်းပြည်ရေပင်းသင်ပြည်သူတွေအပြင်အခုလိုငလင်ဘေးသင်ပြည်သူတွေအတွက်လည်းပောင်းလှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်ပြည်သူကြီး။အခုတင်ဆက်ပေးချင်တာကတော့သူတော်တဆေရုပ်ရှင်ဇာတ်က Red Carpet Show ကိုငလင်တန်ချောင်းအစိုးရတောကနဲ့ဝမ်းနဲ့ပူဆွေးနေချိန်မှုဖြတ်သိမ်းလိုက်ပြီးရုံတင်ပြသချိန်ကရရှိလာတဲ့ငွေကြေးတွေကိုလည်းငလင်ပြန်လည်ထူထောင်ရေးတအထူရန်သွားမယ့်အမျိုးဆန်ကြီးကြော်ပါ မင်းသမီးမျိုးစံနီကျော်တို့ရဲ့ Andra Flink Production ကအထုတ်လုပ်တဲ့သူတော်တက်စီရုပ်ရှင်စကားကြီးရဲ့ Red Carpet Show ကိုလာမယ့် April 10ရက်မှာကျင်းပဖို့စီစဉ်ခဲ့ပေမယ့်ငလင်တန်ကြောင့်တတိုင်းပြည်လုံးစိုးရင်တော့ကဝမ်းနဲ့ပူဆွေးနေချိန်မှာထတ်တူချီကွဲဝမ်းနဲ့စာနဲ့ဖျက်သိမ်းလိုက်သလိုရုံတင်ပြသချိန်ရရှိလာတဲ့ငွေကြေးကိုပြန်လဲထူထောင်ရေးတဲ့အလူရန်သွားမယ်လို့ဆိုပါရယ်အမားတို့ရဲ့ Andra Flink Production ကရကူပြသားမယ်သူတို့တက်စီရုပ်ရှင်စကားရက်ကာပတ်ရှိုးကိုတော့ဧပြီလ1ရက်မှာကျင်းပဖို့ရထားခဲ့တာပါဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့တတိုင်းပြည်လုံးကငလင်တန်းကြောင့်လူတိုင်းဝမ်းနဲ့ပူဆွေးနေကြရတယ်။ဒီအတွက်လည်းတကယ်ကိုဝမ်းနေရပါတယ်။ဒါကြောင့်အမားတို့အနေနဲ့ယုံတင်ပြသရက်ကိုလည်းရွှေ့ဆိုင်းလိုက်ပါတယ်။ယုံတင်ပြသချိန်မှာရရှိလာတဲ့ငွေကြေးတွေကိုလည်းငလင်တန်းသင့်ပြည်သူတွေပြန်လဲထူထောင်ရေးအတွက်ရမုံငွေအနေနဲ့လူတန်းသွားမှာပါလို့တရုတ်ဆောင်မျိုးဆက်နေကြောကပြောပါတယ်။အဆိုပါ Interfilm Production ကထုတ်လုပ်ရိုက်ကူပြီးတော့ဇညွန်စီစဉ်သူအောင်ကြီးဒါရိုက်တာမောင်မျိုးမင်းရှင်နှင်းဖြစ်ရိုက်ကူတဲ့သူတော်တက်စီရုပ်ရှင်ဆက်ကားကိုဒါမဲ့ April 1ရက်မှာပြသမယ် Red Carpet Show ကို ဖျက်သိမ်းလိုက်တဲ့အပြင်ပထမရုံတင်ရက်ကိုလည်းရုံကတတ်မှတ်စီစဉ်ပေးထားတဲ့အချိန်မြန်မာတကြံနှစ်တက်ကူ20တရက်နေ့အထိရွှေ့ဆောင်လိုက်တာပဲဖြစ်ပါတယ်ခြေရပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါတယ်နော်မိင်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့အလွန်ကဖီအပါဝင်အောင်မြင်တဲ့တေးသချင်းများစွာနဲ့မြန်မာဂီတလောကမှာထင်ရှားတဲ့ဝါဟင်းအစရောဂျင်းကြီးကမတ်လ31ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ် ဒီကြောင့်လည်းပတ်သက်ပြီးတော့သူ့ရဲ့ညီမဖြစ်သူဆိုတော့ဂျင်းညီမလေးက Facebook လူမှုကွန်ရက်ပေါ်ကနေတဆင်ခုလိုဝေမျှရေးသားထားပါတယ်။မဆိုတော့ဂျင်းညီကြီးမနက်6:30မိနစ်မှာဆုံးသွားပါပြီ။ကွလွန်ချိန်မှာအသက်82နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အဆိုတော့ဂျင်းညီကြီးကဆွဲနေပြီးဒေးစီဝီနဲ့ဂီတာလောကမှာမှတ်တိုင်တစ်ခုစိုက်ထုတ်ခဲ့ပြီး1990ပြည့်လွန်ကာလတွေမှာရေပန်းစားခဲ့တဲ့အလွမ်းကဖီဆိုတဲ့တဆင်နဲ့လူပြိုကြည့်ပြလို့တော်မယ်အချက်မို့ platform show ဆိုတဲ့တဆင်တွေကအခုချိန်ထိတိုင်အောင် ူငယ်ပရိသတ်တွေကြားမှာအရွယ်ဆုံးပရိသတ်တွေကြားမှာရောလူသိများအောင်မြင်ခဲ့တဲ့သချင်းတွေဖြစ်ပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။